ပြောတဲ့စကားကကူကအမကိုအကူအညီလေးတောင်းကျင်လို့အဆင်ပြေအကူအညီပေးပါလို့ပြောထားတာလေအမသေရမှာဘာအစ်တမမပါဘူးဘာအစ်တမမလုပ်ရဘူးဘာစကားမှလည်းမပြောရဘူးတဲ့ဆောက်အိမ်ပြောသွားတာငါနိုးလာလေနည်းနည်းလေးကိုနည်းနည်းသာရှင်းကွာကိုတောက်တက်တဲ့အိမ်မှာဟိုမှလုံးရောကရှိတယ်ဒီကားသမီးခဏနေကြည့် ဟိုသိပါလိမ့်မယ်အမဘလူနေရာကနေတရုတ်ဆောင်လာတယ်ဆိုတော့ပေါ့နော်အဲ့တော့အမအရန်ထောက်တတ်တယ်လူပြောရမယ်ဆိုရင်ဟိုကြောက်ကြောက်နေပဲအမညာလေးကိုရိုက်လိုက်တာပါကအမကိုဟိုပြိတက်ကဟိုကြည့်တဲ့ပြိတက်ကောစိတ်ဝင်စားသွားအောင်အမကိုဒါဘယ်လိုပဲဖြစ်ဖြစ်ဟိုပြိတက်နဲ့မိတ်ဆက်ပေးတဲ့အတွက်အမကျေးဇူးအများကြီးတင်ပါတယ် အမကိုတတိထားမိအောင်ဒီကားလေးမှာပေါ့နော်အမကိုအတိမတ်ပြုတ်ပြီးကိုညိုကမိတ်ဆက်ပေးတဲ့အတွက်ကျေးဇူးများကြီးတယ်လို့အမကဟိုကိုညိုတင်ထားတဲ့ post အတိုင်းမှာပဲအမဒီကားမှာအမဟိုတေတဲ့ဆင်းလေးရနေဒီမှာပအဝင်သရုပ်ဆောင်တာပေါ့နော်အဲ့မှာမှအမမှအဲ့ဒါကနေပြီးတော့သူ့ရဲ့နောက်ဆက်လန်ဟိုနောက်ဆက်တွဲဟိုတော့မှမသိဘူးပေါ့ဟိုဒါအမဟိုတကယ်လည်းမသိပါဘူးနောက်ဆက်တွဲတော့မသိဘူးတခုပြောနိုင်တာတော့အမမှ ဟိုတားနှင်းအောင်သူမိတယောက်ရှိတယ်ဟိုဒါလေးပဲပြောပြပါမယ်ဟာပထမဦးဆုံးဟိုစပြောကြတဲ့အမကုညီလေးတောင်းကျင်လို့ပါအစဉ်ပြေကုညီပေးပါလို့ဟိုဒါဟိုကိုညွတ်မန်နေဂျာကရင်ပြောတာပေါ့နော်အဲ့လိုမျိုး ပြောတဲ့အတွက်ကြောင့်မို့လို့ကို ပြောတဲ့စကားကကိုကအမကိုအကူကြီးလေးတောင်းကျင်လို့အစဉ်ပြေကုညီပေးပါလို့ပြောထားတာလေ အဲ့လိုမျိုးဖြစ်တဲ့ဟာပြီးတော့နောက်တစ်ခါကျတော့အမအဲ့ဒီလိုဒီလိုပဲအမသေရမှာဘာအစ်တင်မမပါဘူးဘာအစ်တင်မမလုပ်ရဘူးဘာစကားမှလည်းမပြောရဘူးတဲ့ဆိုပြီးလို့တော့အဲ့တော့ဒါမဲ့အမကူညီပေးပါလို့အဲ့လိုမျိုးသူကထပ်ပြောလာတယ်နော်ထပ်ပြောတဲ့အတွက်အဲ့တော့ပြောအမမစင်စားပါဘူးချက်ချင်းပဲပြောလိုက်တယ်ရတယ်ကိုညုံမှုလို့ရိုက်ပေးပါမယ်လို့မအဲ့လိုပြောလိုက်တာဟာအဲ့ပြောသွားတာငိုးလာတော့လေနည်းနည်းလေးကိုနည်းနည်းတော့ တော့ကအိမ်မှာကြောက်တတ်တဲ့သူဒါပဲကြောက်ဆရာပေါ့။အဲ့ဒီညမထွေးရနဲ့ပတ်သက်ပြီးတော့ပေါ့နော်။အမကျေးဇူးတင်ရမယ်ဟိုဒီရိုက်တာရှိတယ်။အော်ကျေးဇူးကိုညို့အပြင်ပေါ့နော်။ကျေးဇူးတင်ရမယ်ဒီရိုက်တာရှိတယ်။မင်းသားမင်းသမီးတွေရှိတယ်။အဲ့ဒါဘာလဲဆိုတော့အမရှေ့ကားမှာရိုက်နေတာ။ရှေ့ကားရိုက်နေတာဖြစ်တဲ့အတွက်ကြောင့်မိုးမေကိုသူတို့ကအမကိုလှုပ်မပေးဘူးဆိုလို့ရှိရင်လည်းအမဘယ်လိုမှဟိုအဆင်မပြေဘူးလေ။အဲ့ဒါနဲ့သူတို့ကအော်ရတယ်ကိုညို့မှုလို့အော်ပြီးတော့အမ နည်းဟိုမှာဖြစ်နေတဲ့အတွက်ကြောင့်မဟုတ်ဘူးအဲ့ဒါဟိုဆင်းလေးတွေကိုနည်းနည်းကြည့်ပြီးတော့မှာပါအဲ့ဒီချိန်ဒီချိန်နဲ့ဆိုအဆင်ပြေမလားအဲ့တော့ကိုညိုတို့ကိုဒီဘက်ကိုပြန်ပြောရတာဒီချိန်ဒီချိန်အဆင်ပြေမလားအားရတယ်မှအဆင်ပြေမယ်ကျွန်တော်တို့ဆင်းနေစောင့်နေပါမယ်ဆိုအဲ့လိုနဲ့မှဟိုရိုက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးကိုအမအိုကိုခွင့်ပြုပေးတဲ့ဟိုဒရိုက်တာတော့ပြီးတော့အိုက်ကားမှာပါတဲ့မင်းသားမင်းသမီးတွေကမှကျေးဇူးအများကြီးတောင်းပါတယ်အမကအရှိကလာတဲ့အင်ဂျင်နီယာပဲမှရိုက်လိုက်တာလေ ဟိုဟိုမိတ်ခက်ခါကြတော့လေ तू ကသေတာဖြစ်တဲ့အတွက်ပါပါပဲဆိုတော့အမလာလို့လိမ့်ထားတဲ့အတိုင်းလေးပဲအမအဲ့ဒါလေးနဲ့ပဲဟိုဟိုဘာမှဟိုထပ်လုံဆရာဟောမလို့တော့တာဒါပေမဲ့သပင်လေးပဲသပင်လေးကိုတော့အမအရင်တက်တက်ရက်လေးဖြစ်နေတော့ဟိုတက်တက်ရက်လေးဖြစ်နေတဲ့အားလေးကိုလှုပ်ပေးပါဆိုပြီးတော့ဒီအမကပုံမှန်လေးလေးပြောရမယ်ဆိုအမအရန်ကြောက်တတ်တယ်အမအရန်ကြောက်တတ်တယ် ဟိုကြောက်တက်တဲ့သူတယောက်ပေါ့နော်ဒီကသမီးခဏနေကြည်ဟိုသိပါလိမ့်မယ်အမဘလူနေရာကနေတရုတ်ဆောင်လာတယ်ဆိုတော့ပေါ့နော်အဲ့တော့အမအရန်ကြောက်တက်တဲ့လူပြောရမယ်ဆိုရင်ဟိုကြောက်ကြောက်နေပဲအမဒီဟာလေးကိုရိုက်လိုက်တာပါကိုကဟိုကြောက်တက်တဲ့အမဟိုနှလုံးရောဂါရှိတယ်နှလုံးရောဂါရှိတယ်ဟိုကြောက်တက်တာအဲ့ဒီခါကျတော့ဒါ ဲ့လိုမျိုးပါသူမီးရဲ့ချက်တဲ့ချက်တဲ့ဆိုအဲ့ဒါဒါမှအတွက်တကယ်အမှတ်ကြအမှနည်းနည်းအဲ့လိုဟိုလန့်ထတဲ့ဟာမျိုးတွေဆိုမှမရအောင်အခါကြရင်ဥမာဥမာဖြစ်တယ်အခါကြတော့ဒါကတကယ်ကိုဥမာဒီကားအတွက်တကယ်အမှတ်ကြပါမယ်ဟိုဟိုနောက်ရှိချင်မှတာကိုရှိတယ်အဲ့ဆိုဥမာအရင်ကြောက်တယ်